အားလုံးပဲမင်္ဂလာပါခေါင်းသားများအားလုံးစိတ်ချမ်းသာရေကိုကြီးကျမ်းပါစေလို့ရှိကြပါစေအဲဒီနေ့ကကျွန်တော်ပြောပြချင်တာလေတခုရှိတယ်ဗျအဲ့ဒါကအထုထွေမမီးတို့အနေနဲ့အဋိဌာန်နေဝင်နေနေရမှာမတူတယောက်နဲ့မတူတဲ့အဋိဌာန်လေးတွေရှိတယ်အဲ့တော့အားလုံးပြုံပြီးလှုပ်လို့ရတဲ့အဋိဌာန်တွေရှိသလိုသူကနာမည်အရလှုပ်လို့ရတဲ့အဋိဌာန်လေးတွေရှိတယ်နော်အဲ့ဒီအဋိဌာန်လေးတွေအကြောင်းကျွန်တော်တို့ကပြောပြချင်တာ အဲ့တော့နာမည်တွေနဲ့ပတ်သက်တဲ့အဓိဋ္ဌာန်တွေကိုကျွန်တော်တို့လုပ်ရင်ပို့ထိရောက်လွယ်တယ်။ဘာလို့ဆိုနာမည်ကလူခေါ်များတဲ့ဖြစ်တဲ့အတွက်နေနံဆိုတာမျိုးထက်ဆိုရင်နာမည်ကလူသိတယ်ဗျာ။ဒီလူတယောက်ကဘာနေသားလဲမသိဘူး။ဒါပေမဲ့သူ့နာမည်ကိုတော့သိကြတယ်လေ။နော်။အဲ့တော့နာမည်ကပို့ပြီးတော့လွယ်ကူတယ်။ရရားလုပ်ရင်အစီရင်လုပ်ရင်အဓိဋ္ဌာန်ဝင်ပို့ထိရောက်လို့ရှိတယ်။အဲ့တော့ကိုနာမည်တွေကိုကျွန်တော်တို့ကြည့်တဲ့အခါမှာနာမည်ရဲ့အနောက်မှာအောင်တို့အေးတို့အောတို့အီတို့ တနင်္ဂနွေနံနဲ့ပိတ်ထားတဲ့နာမည်တွေအစမှာမဟုတ်ဘူးเนาะအနောက်မှာနာမည်အဖျားစလုံးလို့လည်းခေါ်တယ်နာမည်အပိတ်စလုံးလို့လည်းခေါ်တယ်တနင်္ဂနွေနံနဲ့ပိတ်ထားတဲ့သူတွေတော်တော်များများဘလို့အဋ္ဌထံမျိုးတွေဝင်တဲ့လဲဆိုတော့အထူးသဖြင့်ကျွန်တော်တို့เนาะဖျားရှင်ရဲ့ဂုံတော်တွေနဲ့ပတ်သက်ပြီးတော့အဋ္ဌထံတွေဝင်တဲ့လဲဂုံတော်ကြီးထဲမှာမှာတော့အူအဖျားဆုံးဖြစ်တဲ့ဂုံတော်တွေနဲ့ပတ်သက်တဲ့အဋ္ဌထံတွေဝင်တဲ့လဲဒါထားပါတော့ဖျားရဲ့ဂုံတော်၉ပါးရှိတယ်ဂုံတော်၉ပါးထဲမှာကျွန်တော်တို့ကပထမဂုံတော်ဟာနံပါတ်၁ဂုံတော်ဖြစ်တယ် ဒါကြောင့်ပဲနာမည်ကိုတင်တယ်ငွေနေနဲ့ပိတ်ထားတဲ့လူကအတဟံဂုံတော်ကိုထုံနေအောင်ပွားတဲ့နဲ့အားရအပြင်ဖျားရှင်ပရမဟုဆုံးတရားဦးဟောခဲ့တဲ့တရားဓမ္မဆက်ကြနော်ဖျားဖြစ်ပြီပရမဟုဆုံးဟောတာဓမ္မဆက်ကြဒါကြောင့်ပဲနာမည်ကိုတင်တယ်ငွေနေနဲ့ပိတ်ထားတဲ့လူတွေကဓမ္မဆက်ကြနော်အမြဲယုတ်တဲ့နဲ့ဓမ္မဆက်ကြအနတ္တလက္ခဏာတုတ်ပေါ့ဒါတွေကအမြဲယုတ်တဲ့နဲ့ဒါဖျားပရမဟုဆုံးစပြီးဟောကြားခဲ့တဲ့တရားတော်ဖြစ်တယ် အဲ့လိုပဲနာမည်ကိုတင်းလာနေပေးတာလေကြော်လို့လို့ကောင်းလို့လို့ခန့်လို့လို့ခိုင်လို့လို့နော်ငားနဲ့ငိမ့်တာမျိုးတွေငားငယ်နဲ့ဂျူးတာမျိုးတွေဒီလိုနာမည်မျိုးတွေဖြစ်တယ်နာမည်နောက်ဆုံးမှာဘာနေသားကြီးမဆိုနော်နာမည်နောက်ဆုံးမှာတင်းလာနေတဲ့ပိတ်သားရဲ့ဆိုရင်အဲ့လိုလူတွေကမေတ္တာနဲ့ပတ်သက်တဲ့အဋ္ဌထံတွေဝင်ရတယ်တဲ့မေတ္တာနဲ့ပတ်သက်တဲ့အဋ္ဌထံဒါကြောင့်ပဲမေတ္တာတုပ်တွေရွတ်ထားမျိုးတွေနော်မေတ္တာကမ္ပဋ္ဌာန်းတွေပွားများတာမျိုးတွေဟိုမေတ္တာနဲ့ပတ်သက်တဲ့သိချာချာဟို ကမ္မထမ်းမေတ္တာပို့နည်းတွေကိုအရင်ဆုံးကျွန်တော်တို့သင်ယူပြီးတော့မေတ္တာနဲ့ပတ်သက်တဲ့အဋိဌာန်တွေဝင်ရတယ်။အဲ့တော့အဋိအဋိဌာန်တွေဝင်နေတဲ့ကာလအတွင်းမှာလည်းကျွန်တော်တို့ကရင်းနေသရဝါလေးတွေအစာကျွေးတာမျိုးတွေငါးလေးတွေဝယ်လှုပ်ပေးတာမျိုးတွေဖျားအောင်တောက်တော်ကြီးကတ်တာမျိုးတွေရဟန်းတန်ငါးတွေကိုရေလှူတာမျိုးတွေအဲ့လိုမျိုးလေးများများလှုပ်ပေးကြည့်ကိုဝင်တဲ့အဋိဌာန်ကိုအခက်ခဲတစ်ခုခုအတွက်အဋိဌာန်ဝင်တာတွေနဲ့ပတ်သက်ပြီးကျွန်တော်တို့ပြည့်မြောက်အဆင်ပြေလွယ်တယ်။အဲ့တော့နာမည်ဟိုတဲလာနဲ့ပိတ်တာရင်မေတ္တာနဲ့ပတ်သက်တဲ့အဋိဌာန်တွေဝယ်မှာ။နော်။အဲ့တော့ နောက်ပြီးနာမည်ကိုကျွန်တော်တို့အင်္ဂါနဲ့ပိတ်ထားတဲ့နာမည်တွေနောက်မှာဆိုးလို့လို့ဇော်လို့လို့နာမည်မျိုးတွေနောက်မှာဇင်နဲ့ပိတ်ထားတဲ့နာမည်မျိုးတွေညံနဲ့ပိတ်ထားတဲ့နော်ညလေးနဲ့ညံနဲ့ပိတ်ထားတဲ့နာမည်မျိုးတွေညီနဲ့ပိတ်ထားတဲ့နာမည်မျိုးတွေဒါတွေကကြတော့အင်္ဂါနံနဲ့ပိတ်တဲ့နာမည်ရှင်တွေဖြစ်တယ်ဒီနာမည်ရှင်တွေအတိတ်တန်ဝင်တဲ့ခါကျရင်ကျွန်တော်တို့ကအထူးသဖြင့်ကျွန်တော်တို့အာနာပါနာကိုပို့ပြီးတော့ရှုတဲ့နယ်အာနာပါနာနဲ့ပတ်သက်တဲ့ကမ္မထမ်းတွေကိုကျွန်တော်တို့ပို့လို့တဲ့နယ်အဲ့ဒါပို့ပြီးတော့အဆင်ပြေတယ်ပို့ပြီးတော့ ကောင်းတယ်ပို့ပြီးတော့ထိရောက်တယ်ဗတိစိတ်တဲ့အခါမှာဆိုလဲကျွန်တော်တို့ဝိဇာစနန္ဒတမန်တော်ဂုံတော်ကိုဗတိစိတ်တာအကောင်းဆုံးပဲဗတိစိတ်ပေဒိဋ္ဌံဝင်နေတာဝိဇာစနန္ဒတမန်တော်ဝိဇာစနန္ဒတမန်တော်ဒါဟုဗတိစိတ်တာအကောင်းဆုံးပဲဒါအပြင်ကျွန်တော်တို့တဏ္ဍဂုံ၃ပါးနော်တဏ္ဍဂုံ၃ပါးနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့အဋိဋ္ဌံဝင်တာမျိုးတွေအကောင်းဆုံးပဲနာမည်ကိုအင်္ဂါနဲ့ပိတ်ထားရင်အခုပြောတဲ့ဟာတွေကအကောင်းတယ်ဝိဇာစနန္ဒတမန်တော်လို့နော်တဏ္ဍဂုံ၃ပါးလို့နော်အာနာပါနသတိလေးကပ်ပြီးတော့အချိန်ပြည့်နေတာမျိုးတွေက အကောင်းဆုံးနော်ကိုနာမည်နဲ့အလိုက်ဆုံးပို့ပြီးတော့ဟိုဘလို့အဋ္ဌထံအောင်မြင်လွယ်တယ်ကိုနဲ့အဆက်တဲ့အဋ္ဌထံနေဖြစ်တယ်ဘာလို့ပဲနာမည်ကိုကျွန်တော်တို့ဗုဒ္ဓဘုံနဲ့ပိတ်ထားတယ်နာမည်နောက်ဆုံးမှလွင်ပေးထားတယ်နာမည်နောက်ဆုံးမှဝေနဲ့ပေးထားတယ်နာမည်နောက်ဆုံးမှဝင်းနဲ့ပေးထားတယ်နာမည်နောက်ဆုံးမှရီနဲ့ပေးထားတယ်နာမည်နောက်ဆုံးမှရဲတို့နော်ရင်တို့ရဲရင်တို့နဲ့ပေးထားတယ်ဒီလိုနာမည်ရှင်နေကြတော့ပရမနိလန်းနေနဲ့မတူဘူးမတူဘူးသူတို့ဘုံတော်ကြီး ပွားတဲ့ခါမှာကျတော့အဲ့လိုလူတွေကသူကတော်ကုံတော်ကိုကျွန်တော်တို့ပွားရတယ်သူကတော်သူကတော်သူကတော်ဆိုပြီးတော့ကျွန်တော်အဋိဌာန်ဝင်ရတယ်သူကတော်ကုံတော်အဋိဌာန်ဝင်ရတယ်အဲ့အဋိဌာန်ဝင်နေစဉ်အတွင်းမှာလည်းကျွန်တော်တို့ကဝစီဒူးစရိုက်၄ပါးကိုရှောင်ရတယ်နော်အဋိဌာဝင်နေတဲ့စင်မှာဝစီဒူးဆိုင်၄ပါးကိုရှောင်ရတယ်အဲ့လိုပဲဗုဒ္ဓဘုအပိတ်နာမေရှင်ကြီးကဘောရလျှောက်လို့မာဒီဝစီဒူးဆိုင်၄ပါးကိုရှောင်နိုင်ရင်အခက်ခဲနေလိမ့်မယ်အဲ့တော့ဝစီဒူးဆိုင်ဆိုတာတည့်ရတဲ့အတိုင်းပဲဗျမုဒ္ဒဝါသာလိန်လေတဲ့စကားတွေဒါပိတုနာဝါသာဆိုတဲ့ ဂုံတိုက်တဲ့စကားတွေဖုဒဝါသာဆိုတဲ့ဆဲရတဲ့စကားတွေတမတ်ဖလာဆိုတဲ့အနှစ်မရှိတဲ့စကားတွေဒါတွေကိုဗုဒ္ဓဖူအပိတ်နာမည်ရှင်တွေကတတက်တာရှောင်တဲ့လားဒါဆိုနာမည်ဗုဒ္ဓဖူနဲ့ပိတ်ထားတယ်သူများအိမ်နဲ့စာရေးပို့ပြီးမလိန်နဲ့ပို့ပြီးမဆဲနဲ့ပို့ပြီးတော့ဂုံမတိုင်နဲ့ပို့ပြီးတော့အနှစ်မရှိတဲ့အလီလိုက်တဲ့စကားတွေမပြောနဲ့နော်ဒါလေးတစ်ချက်ပြောပြကြင်တာဖြစ်တယ်အဲ့တော့နာမည်ရဲ့နောက်ဆုံးကျွန်တော်တို့ကစာသားပရင်းနဲ့ပိတ်ထားတဲ့နာမည်နာမည်ရဲ့အပိတ်မှာပိုင်လို့လို့ဖြိုးလို့လို့နော် ဘူလို့လို့ဖုံးလို့လို့မင်းလို့လို့မောင်လို့လို့မြစ်တို့လို့စသဖြင့်နာမည်အစုံးပါဂျာရင်းနဲ့ပိတ်ထားတဲ့သူမျိုးတွေဂျာတာပတိဆိုတာပညာဗျအဲ့တော့ပညာအဋ္ဌထံကိုကျွန်တော်တို့ကဝင်ကြရတယ်နော်ပညာအဋ္ဌထံဆိုတာဘယ်လိုဟာမျိုးလဲဆိုတော့ဘုံတော်ယူထဲမှာဆိုရင်တရားလုံးစုံကိုသိမြင်တော်မူတော့မြတ်စွာဘုရားနော်တရားသိတာပညာသိတာအဲ့တော့ဂုံတော်ကြီးတဲမှာတမန်တမုတ်တော်ဂုံတော်ဆိုရှိတယ်အရဟံပြီးတော့တမန်တမုတ်တော်ဒါကြောင့်ပဲတမန်တမုတ်တော်ဂုံတော်ကိုကျွန်တော်တို့ကဗတိစိတ်ကပြီးရင်ကျွန်တော်တို့မဟာတမယတုတ်တန်လို့တုတ်တော်ကြီးကျွန်တော်တို့ ရွတ်ဖက်ပူဇော်ရတယ်ပူဇော်ရတယ်အဲ့တော့တမန်တမုတ်တော်ကုံတော်အဋ္ဌထံဝင်မယ်ဖျားရှင်ရဲ့ပညာတွေကိုအလေးနဲ့ထားပြီးတော့အဋ္ဌထံဝင်တာမျိုးတွေလုပ်တင်တယ်ဖျားရှင်ညံကြီးကြီးနဲ့ဖြည့်ရှင်းခဲ့တဲ့တုတ်တန်တွေကိုစိတ်ထဲမှာအောင်းမိပြီးတော့အဋ္ဌထံဝင်တာတွေတမန်တမုတ်တော်ကုံတော်ရွတ်ပွားတာမျိုးတွေလုပ်တင်တယ်နော်ဒါအကောင်းဆုံးနာမည်နဲ့အလိုက်ဆုံးအထီရောက်ဆုံးဂုံတော်ပွားတဲ့ယတရားတွေဖြစ်တယ်နောက်ပြီးနာမည်ကိုတောက်ကြာနဲ့ပိတ်ထားတဲ့လူတွေနော်နာမည်ရဲ့နောက်ဆုံးပါဗျာတီရို့လို့တော်ရို့လို့တန်ရို့လို့တန်တို့လိုဟန်တို့လိုဟိန်းတို့လိုနာမည်အပိတ်မှာအရှိမဟုတ်ဘူး ဲ့လိုပိတ်ထားတဲ့နာမည်ရှင်တွေကြတော့ကျွန်တော်တို့ကအကောင်းဆုံးအဋိဌံကဘာလဲဆိုတော့ဘဂဝါကုံတော်ပါဘဂဝါကုံတော်ကိုပရိစိတ်ကဘုံတော်6ပါးနဲ့ပြည့်စုံတော်မူသောမြတ်စွာဘုရားပါဘဂဝါဆိုတာဣတရိယဓမ္မယတ္တာတိတိကာမပရတ္တဆိုတဲ့ဘုံတော်6ပါးနဲ့ပြည့်စုံတော်မူတော်မြတ်စွာဘုရားဒါကုံတော်ရဲ့အနတ္တိပဲဘဂဝါကုံတော်ကိုကျွန်တော်တို့ကရွတ်ပွားရတယ်ပူဇော်ရတယ်ဘုရားရှင်ရဲ့ကြံရင်လက္ခဏာတွေလက္ခဏာတော့32ပါးဆိုတာရှိတယ်အဲ့ဒါလေးတွေသေချာဖတ်ပြီးဘုရားရှင်ရဲ့နော်တပ်ပယ်တဲ့ကြီးညိုစရာကောင်းတဲ့နော် ဖျားရှင်ကြီးရဲ့ရှေ့မှာဒိဋ္ဌံဝင်ရတယ်ဒါအနောက်မှာဆိုရင်ကျွန်တော်တို့ဖျားရှင်ရဲ့တပ်ပယ်စွာစံပယ်တော်မူနေတယ်အဲ့လိုနေရာဒီမှာအဋ္ဌိဋ္ဌံဝင်ရပါတယ်နော်အဲ့ဒါတွေကပို့ပြီးတော့ထိရောက်တယ်ပို့ပြီးတော့အဋ္ဌိဋ္ဌံအောင်မြင်လွယ်တယ်အဲ့တော့ဖျားရှင်ရဲ့တပ်ပယ်နေတဲ့မျက်နှာတော်လေးကိုကြည့်ပြီးအဋ္ဌိဋ္ဌံဝင်ကြည့်တောက်ကြာနဲ့ပိတ်ထားတဲ့လူတွေကပို့ပြီးအဋ္ဌိဋ္ဌံအောင်မြင်တယ်အဋ္ဌိဋ္ဌံမှာပြင်းကြီးတာမျိုးမဖြစ်တော့ဘူးနော်ဘဂဝါကုံတော်လေးကိုပရိစိတ်မယ် နော်ဒီလိုမျိုးလုပ်ကြည့်ပါအဲ့တော့ကွာဒိဋ္ဌံဝင်နေတဲ့ကာလမှာဖះကိုရေတက်ပဲပေးတာမျိုးတွေနော်အိမ်ရဖះတွေမှာရွှေဆိုင်ရွှေတင်ငန်းတွေကွာနေရဆိုရင်ရွှေဈေးတွေပြန်တုတ်တာရွှေဆိုင်လေးတွေပြန်ကတ်တာမျိုးတွေနော်ဒီလိုမျိုးတွေလုပ်ပေးရတယ်နော်ဖះเจ้าတော်အောင်တန့်ရှင်းလုပ်တာလေဒိဋ္ဌံဝင်နေစဉ်ကာလမှာအဲ့လိုပဲနေစေရဖះစီတည်းရဲ့တက်ပဲကျင်းစုတရားကောင်းတဲ့ဖះကစောင်းနေရှိမှာဒိဋ္ဌံပရိစိတ်တာမျိုးတွေဒီလိုမျိုးတွေလုပ်ပေးရတယ်အဲ့ဒါပို့ပြီးတော့အောင်မြင်လွယ်တယ်ဒိဋ္ဌံလည်းအောင်မြင်ပြီးတော့ပို့ဖြစ်ချင်တဲ့ဆန္ဒတွေပို့ပြည့်လွယ်တာပေါ့ဗျာ နောက်ပြီးနာမည်ကိုကျွန်တော်တို့စနေနဲ့ပိတ်ထားရတဲ့လူတွေတင်တို့လို့ထုံးတို့လို့ထွတ်တို့လို့เนาะနိုင်တို့လို့နှွေးတို့လို့စသဖြင့်ပြောပါနာမည်နောက်ဆုံးမှာကျွန်တော်စနေနဲ့ပိတ်ထားရတဲ့လူတွေကြတော့ပဋ္ဌာန်းရုပ်ကားတာဗျာเนาะပဋ္ဌာန်းအကျင့်အကျယ်ပေါ့ဗျာ24ပစ္စည်းဒါမှမဟုတ်ပဋ္ဌာန်းအကျယ်เนาะဒီလိုမျိုးတွေကိုကျွန်တော်တို့ကအထိတ်အံဝင်ရတယ်เนาะအဲ့ဒါကအကောင်းဆုံးပဲဒါပဲကျွန်တော်နာမည်ကိုစနေနဲ့ပိတ်ရင်ပဋ္ဌာန်းရုပ်ပါအမြဲပြောလို့ရှိရင်เนาะအဲ့ဒါကအကောင်းဆုံးအထိတ်အံတယ်မှာ ပါပါတယ်။ဒါကြောင့်ပဋ္ဌာန်းများရုပ်ပါလို့ကျွန်တော်ကတော့တိုက်တော့ပါတယ်နော်။ဒါလို့ဆိုရင်ကျွန်တော်တို့သဘောပေါက်မယ်ထင်ပါတယ်ဗျ။နော်အားလုံးပဲကျွန်တော်တို့အဋိဋ္ဌာန်ဝန်ထမ်းကြပါစေလို့ဆုမောင်းတောင်းပါတယ်။